ကျမမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ပုဒ္ဓဘူးရာဟုသာသမီများအတွက်နိုဝင်ဘာလ9ရက်ကနေပြီးတော့နိုဝင်ဘာလ15ရက်နေ့ထိတပတ်စာကံကြမ္မာများကို ဟောပြောပေးမှာဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုပုဒ္ဓဘူးရာဟုသာသမီများအစားဆုံးလေးကြည့်ပြီးသွားပါပုဒ္ဓဘူးရာဟုသာသမီများဒီနိုဝင်ဘာလမှာဆိုရင် စီးပွားရေးလုပ်ငန်းများပုံမှုအားကောင်းလာပါတယ်ပို့ပြီးတော့လေအကျိုးများလာပါတယ် အယောင်ဝယ်တွေလည်းပို့ပြီးတော့ရောင်းကောင်းလာတာကိုတွေ့ရတတ်ပါတယ်။လုပ်ငန်းတစ်ဆိုင်တစ်တွေဖွင့်လက်နိုင်တဲ့ကာလတစ်ခုဖြစ်ပါတယ်။အဲ့တော့မိမိတို့အနေနဲ့ဒီကာလလေးမှာလုပ်ငန်းတစ်တွေဆိုင်တစ်တွေဖွင့်မယ်ဆိုရင်တော့ပိုကောင်းပါတယ်။ပို့ပြီးတော့လည်းအောင်မြင်မှုတွေရရှိတတ်ပါတယ်။ဗုဒ္ဓဘုရားသမီးယာဥသာသမီးများဒီကာလလေးမှာချုပ်လို့ရှိရင်မိမိတို့ရဲ့လုပ်ငန်းဆောင်တာတွေမိမိတို့သွားမဲ့ခရီးတွေ မိမိတို့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေဟာဒီအချိန်ဒီကာလမှာအချိန်ကောင်းတစ်ခုလို့ပြောလို့ရပါတယ်အချိန်နေလေးကောင်းလာပါတယ်ကျမရေးမကောင်းတဲ့ပုဂ္ဂိုလ်ဘူးသားသမီးညာဦးသားသမီးများဆိုရင်တော့ဒီကာလလေးမှာကျမရေးဒီကောင်းလာတာကိုလည်းတွေ့မြင်ရတတ်ပါတယ်အဲ့တော့ဘုရားဘုရားသမီးညာဦးသားသမီးများဒီကာလမှာနှကောင်းနှမျက်တွေစောက်ရှောက်ခြင်းနဲ့ခံရတတ်ပါတယ် သူတို့ကမကြမကြာကျမကြီးတွေညံ့တက်ပေးမယ်လို့ဒီကာလာလေးမှာတော့ကျမကြီးထူးထူးခြားခြားလေးကောင်းလာတာသမင်းနေစားကောင်းတာเนาะစိတ်ကပို့ပြီးတော့လန်းဆန်းနေတာပို့ပြီးတော့ပျော်ရွှင်နေတာမျိုးတွေနဲ့ထူးဆန်းစွာနဲ့တွေ့ကြုံရတတ်ပါတယ်အလုတ်ကိုင်နဲ့ပတ်သက်ပြီးတော့အလုတ်ပြောင်းနေရပြောင်းเนาะအလုတ်တစ်ကိုရရှိတာမျိုးတွေအလုတ်ပြောင်းနေရပြောင်းအတွက်စောင့်ဆိုင်းနေတာနဲ့ဆိုလို့ရှိရင်တော့အလုတ်တစ်တည်းရရှိတတ်ပါတယ် ခရီးသွားမယ်နိုင်ငံသားကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းဝမ်းသာစရာတည်င်းကောင်းနေကြာရတတ်ပါတယ်။အိမ်နီးနားမှာကိုကြောင်မဟုတ်ပဲမင်းတို့ရန်ဖြစ်တာမျိုးမျက်နာပြက်စရာစကားများရတာမျိုးတွေလည်းတွေ့ကြုံရတတ်ပါတယ်။စကားပြောမှတတ်ပါတယ်။အဲ့တော့ရန်ဖြစ်တာတွေရန်ပေါ်ပေါက်လာတတ်ပါတယ်။အထူးတော့ဂရုစိုက်ပေးပါနော်။မိမိတို့အနေနဲ့ဒီကာလလေးမှာ ဟိုဟာရံဖြစ်တာမျိုးတွေတော့ရှောင်ပြီးမယ်ကိုပေါ်မှာရံလာလောက်တာမျိုးတွေလည်းကိုဟာရှောင်ပြီးမယ်တတ်နိုင်ဒီကာလာလေးမှာတိခံနိုင်ပြီးတော့မှဘယ်ရာမဆိုအကောင်းမြင်မယ်ဆိုလို့ရှိရင်တော့အောင်မြင်မှုတွေပို့ပြီးတော့ရရှိတတ်ပါတယ်အချီရေးမှာကိုရဲ့ချစ်သူရဲ့ယုံကြည်မှုတွေလည်းပို့ပြီးတော့ရရှိတတ်ပါတယ်အိမ်အောင်ရေးမှာဆိုလို့ရှိရင်တော့တာသမီမရှိသေးတဲ့ အိမ်တော်ဘက်တီသာသမိယေတနာတွေဝင်လာတတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ဗုဒ္ဓဘူးသာသမိယာယီသာသမိများဒီကာလာလေးမှာမိမိတို့အញ្ញံနေကြည်စင်နေဆိုရင်အဖိုးဖွားများကိုနွားနို့လှူဒန်းပေးလိုက်ပါ။အဲဆိုရင်ကိုယ့်ရဲ့အညံ့နေကြည်သွားမှာဖြစ်ပါတယ်။ဗုဒ္ဓဘုရားသမီးယာဟုသာသမီးများဆုံရှုံလာတာလေးပြန်လည်ရရှိလာထူးထူးခြားခြားငွေငွေတွေကောင်းလာတာငွေကြေးတွေအဆက်မပြတ်ဝင်လာတာဘာပဲဖြစ်ဖြစ်ဒီကာလာလေးကတော့ဗုဒ္ဓဘုရားသမီးယာဟုသာသမီးများအတွက် ကောင်းတဲ့အခြေအနေပေါ်မှာတည်ရှိနေတယ်စီးပွားရေးတွေပြန်လဲကောင်းလာတဲ့ကာလတစ်ခုလို့လည်းပြောလို့ရပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့ကမြတ်စွာဘုရားရှင်ကိုကိုယ့်ရဲ့ဗုဒ္ဓဘုတောင်းရာဟုတောင်းမှာရက်ဖြူတက်စီလှူပေးပါ။ကိုယ့်အသက်နဲ့တက်စီပေါ့ကိုကအသက်30ထဲမှာဆိုရင်တော့ရက်အဖြူရောင်လေးတွေအလက်30ဟောနိဗ္ဗာန်ကုန်ဆိုင်ဒီမှာဝယ်ယူလို့ရပါတယ်နော်။အဲ့တော့ရက်ဖြူဟာတက်စီရဲ့ဖျားရဲ့ရှင်ဘတ်တော်မှာရွှေဆိုင်လေးတွေရွှေချပေးတာမျိုး ရွှေချပြီးတော့လေကိုဖြစ်ချင်တဲ့ကာလဒီကာလလေးမှာကိုရဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုရဲ့အရေးကြီးတဲ့ကိစ္စတွေရှိတယ်ဆိုရင်တော့ရွှေဆိုင်လေးကပ်ပြီးတော့ဆူတောင်းပေးလိုက်ပါအဲ့တော့ဗုဒ္ဓဘုရားမိယာဟုသားများမိမိတို့ဂျူဒန်ကိုတော့အရေးသက်စိတက်ပယ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကန်စာရာညှိုးမိန်နေတာတွေပြေပြောက်ပြီးတော့မှ ိုယ့်ရဲ့ပြောစကားစုစကားတွေအောင်မြင်လာမှာဖြစ်ပါတယ်။အချစ်ရေးမကောင်းဘူးဆိုရင်တော့ဒီကာလာလေးမှာဒီလိုမျိုးလှုပ်ဆောင်ပေးလိုက်ခြင်းအားဖြင့်အချစ်ရေးတွေလည်းကောင်းလာမှာဖြစ်ပါတယ်။အားလုံးပဲစင်ကြကြပါစေရှင်။